င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုက်နေရှိချင်းဖြင့်ကိုဗျိုက်တူစိန်ခွန်လိုက်တဲ့အရင်ကြောက်ဖြူထိုးစစ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အရခတတော်ရင်ကရခိုင်ပြည်နယ်တွင်စစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးကိုမေလအတွင်းထိုးစစ်များစတင်ခဲ့တဲ့သတင်းထွက်ပေါ်လာခဲ့တော့လဲရခိုင်မျိုးသိန်းထိုးစစ်တွေနဲ့မတူစီရင်သတင်းချက်လက်တွေကိုအထူးလျှော့ဝှက်ထားပြီးဒီကနေ့အချိန်ထိမြည်တိကြီးညာချက်မှတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူးဒီအချိန်ဒီမှာကြောက်ဖြူမျိုးရဲ့အနောက်တောင်ဘက်10ကီလိုမီတာခန့်အကွာမလာ ဇွန်ကျင်းရွာရှိတဘာဝတန်ငွေတန်ဆင်စခန်းတွန်းပို့ဆက်ယုံတရုတ်စိုးရပိုင်းပါဝါချိုင်းနာကုမ္ပဏီကတိဆောက်လဲပတ်နေတဲ့တဘာဝတန်ငွေဓာအပင်းဆက်ယုံချိုင်းနာနက်ရှင်နယ်ပက်ထရိုလီယံကော်ပိုရေးရှင်းကုမ္ပဏီရဲ့တဘာဝတန်ငွေပိုင်းလိုက်ထိန်းချုပ်ပို့လွတ်စခန်းနဲ့ကလျက်တောင်ကုန်းပေါ်ရှိစခန်းကုန်းကိုအင်းကမေလ29ရက်နေ့မှာဒရုန်းများနဲ့တိုက်ခိုက်တဲ့သတင်းများထွက်ပေါ်ခဲ့ပါတယ်ဒီစခန်းမှာစစ်တပ်ကခန့်စစ်ကတို့ချင်းများအခိုင်အမာတိဆောက်တဆွဲထားပါတယ်အဆိုပါတိုက်ပွဲများတွင်မေလ26ရက်နေ့မှာစစ်ကောင်စီတပ်နှီးပြူဟာမှုဗိုလ်မှူးချုပ်အဆင့်တန်ဦးသိ ဆောင်ခဲ့ပြီးစင်ဦးစီမှုပထမနှင်းစင်ဒုတိယဗိုလ်မှူးကြီးတအုပ်နှင့်တပ်ဖွဲ့ဝင်တချို့ကိုမိလ30ရက်နေ့မှာအေအေကဖမ်းဆီးရမိခဲ့ကြောင်းသတင်းနဲ့ဓာတ်ပုံတွေကိုဒေတာရင်သတင်းမီဒီယာတခုဖြစ်တဲ့သတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။ ရုတ်တရက်ထွက်ပေါ်လာတဲ့ဒီသတင်းတွေကဘယ်လာရကိုညွှန်ပြနေပါသလဲ။အေအေရဲ့ရခင်မျိုးသိန်းစစ်စင်ရီတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူချင်းဆိုင်စစ်တပ်ရဲ့စစ်စင်ကိုကဲမှုအစင်မြင့်အရာရှိများတင်ဆောင်ဖမ်းဆီးခံရတဲ့သတင်းတွေကကြောက်ဖြူမျိုးကအေအေလက်အောင်အချိန်မီရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။ဒါကတရုတ်အစိုးရရဲ့စိုးရင်ပူပန်မှုတွေကိုငယ်တဲ့ရောက်သွားစေနိုင်တဲ့သတင်းဖြစ်ပါတယ်။အကြောင်းကရခိုင်ကန်ယူတန်းပေါ်ရှိကြောက်ဖြူမျိုးကမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေရဲ့ဗဟိုချက်ဒါမှမဟုတ်နှလုံးသားသက်ဖွယ်အရေးပါလာပါတယ်။အခုက တရုတ်နှလုံးသားကိုပြစ်မှတ်ထားတဲ့ကြောင်ဖြူထိုးစစ်ကိုအင်းကမြို့သိမ်းတိုက်ပွဲအထိစစ်ရှင်မြင့်လာနေပြီလားစိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပါတရုတ်အကျိုးစီးပွားလုပ်ငန်းတို့ကိုအကာအကွယ်ပေးဖို့တရုတ်စီမံကိန်းနေရာများနီးတောင်ကုန်းငယ်ပေါ်မှာတက်ဆွဲထားတဲ့စစ်စခန်းကိုအင်းရဲ့တိုက်ခိုက်မှုကပေကျင်းမြို့တော်ရှိတရုတ်ခေါင်းဆောင်များကိုစိန်ခေါ်နေတယ်လို့ရှိပါတယ်တရုတ်အကျိုးစီးပွားကိုတိုင်းရိုက်ချင်းချောက်လိုက်တာကြောင့်အင်းရင်ဆိုင်ရမယ်တရုတ်ဖိအားတွေကပါလေတရုတ်နယ်စပ်အခြေစိုက်ကိုကန် MNT တောင်း TNL တပ်ဖွဲ့များနဲ့မတူတဲ့အားသာချက်များအေအေမှရှိနေတာကအမှန် ပါကြောက်ဖြူမျိုးကရန်ပြေကျွန်းရင်မြောက်ပိုင်းမှာတည်ရှိပြီး ကျုံရဲတောင်ပိုင်းမှာရှမ်းပြည်မြို့တည်ရှိပါတယ်၂023ခုနှစ်နိုဝင်ဘာ23ရက်နေ့ရခိုင်ပြည်နယ်မှာစတင်ခဲ့တဲ့2029ခုနှစ်စစ်စင်ရေးအတွင်းရှမ်းပြည်မြို့ကို3လကြာထိုးစစ်ဆင်ပြီးနောက်2024ခုနှစ်မလ17ရက်နေ့မှာအေးအေးသိမ့်ပိုက်ခဲ့ပါတယ်အဲ့ဒီကလေးကရှမ်းပြည်မြို့တင်တိုက်ပွဲပြီးရင်ကြောက်ဖြူမြို့ကိုဇက်လိုက်ထိုးစစ်ဆင်မလာလို့စိုးရင်စိမ့်တဲ့မြို့ကန်ပြည်သူတွေအများစစ်ပေးရှောင်ခဲ့ကြပူပါတယ်စစ်ကောင်စီရဲ့2024ခုနှစ်အောက်တိုဘာလတကောင်စင်းကောက်ယူမှုမှာကြောက်ဖြူမြို့နယ်ရဲ့လူဦးရေကို6200 ာဦးသားဖော်ပြထားပါတယ်။2014ခုနှစ်သကောင်စင်းမှာတော့လူဦးရေမှာ35,352ဦးဖြစ်ပါတယ်။9,386ဦးလျှော့နေနေတာဖြစ်ပါတယ်။အဆိုပါပျောက်ဆုံးသွားတဲ့လူဦးရေကစစ်ကောင်စီစီးရင်မကောက်ယူနိုင်တဲ့အေအေးထင်းချုပ်ဒေသတွေမှာရောက်ရှိနေခြင်းအခြားမြို့များကိုပြောင်းရွှေ့သွားခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။နောက်ထပ်တစ်ပုံးနေနဲ့ရွှေဘူနဲ့စင်ပင်ကျုံပြူစခန်းကို PDF နဲ့ပကဖတိုက်ခိုက်တိုက်ပိုက်ပြီးစစ်တုံးပန်း၁၈ဦးဖမ်းမိပြီးလက်နက်စဲလက်ရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေတဲ့ ဖြူရွာတွေကိုပြင်းထန်စွာတိုက်ခိုက်ရန်ရှိတယ်လို့ရွှေဘိုခရိုင်တိုင်ရင်ဆက်ရှိကပြောပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်စေပင်ကျွန်းပြူစောတိချင်းရွာကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းစစ်ကောင်စီလက်အောက်ခံပြူစောတိဆက်ရှင်ကိုအရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော် PDF ရွှေဘုံခရိုင် MS 18တိုင်ရင်ကသတင်းထုတ်ပြန်ပါတယ် PDF ပကဖပူပေါင်းတပ်တွေကစုံလ9ရက်မနက်9နာရီခွဲမှာစေပင်ကျွန်းရွာရှိစစ်ကောင်စီတပ်လက်အောက်ခံပြူစောတိအထိုင်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲချိန်45မိနစ်မှာစခန်းကိုသိမ်းနိုင်ခဲ့ကြောင်းဖော်ပြပါတယ်တိုက်ပွဲမှာပြူစောတိတအုပ်တည်ဆောင်ပြီးပြူစောတိအရှင်ဆက်ရှင်ကိုလက်ရဖမ်းဆီးရရှိခဲ့ကပြူများ ားထံမှကြီးတရီနှစ်လက်ကပိုင်း၆လက်တွဲဖို့နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းများကိုတင်ဆက်ရမိခဲ့ကြောင်းဇွန်လ14ရက်မှာထုတ်ပြန်ပါတယ်။တိုက်ပွဲအခြေအနေနဲ့လက်ရှိစစ်ရေးအခြေအနေများနဲ့ပတ်သက်ပြီးရွှေဘိုခရိုင်တရင်၁၈ကိုဆက်သွင်းမိမြန်ရာသတင်းထုတ်ပြန်ထားသလောက်သာဖြည့်ကြားလို့ရတယ်လို့တရင်၁၈ပြောခွင့်ရရှိသူကိုနေမျိုးကပြောပါတယ်။စစ်ကောင်စီဘက်ကဝိုင်းတွဲလျင်ရင်နဲ့ဘုံတိ၁၉လုံးကျင်းချပစ်ကူပေးတယ်လို့အခြားပြူစောတိရွာတွေကလည်းလက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်စင်ရေးတွင်ညီနောင်မဟာမိတ်တရင်များဘက်ကအထူးကိမရှိပြန်လည် ဆက်ခွာနိုင်ခဲ့ကြောင်းရွှေဘိုခရိုင်တရင်၁၈ကအသိပေးပါရယ်အဲ့ဒီပြူတွေကနိုင်ရနိုင်ရဘေးပတ်ပတ်လေရွာတွေကပြည်သူတွေကိုအနိုင်ကျင့်နေသူတို့လိုချင်တာအကုန်ယူတဲ့အမျိုးသမီးတွေဆိုရင်မရင်းကျင့်နေသူတို့လက်ထဲတနတ်ရှိရဲဆိုပြီးတရွာလုံးကသူတို့ကိုမထောက်ခံတဲ့သူတွေအကုန်လုံးကိုကြွန့်သဘောမျိုးလှောက်ဆောင်တာတွေလည်းအများကြီးရှိတယ်လို့ရွှေဘိုခရိုင်အမတ်၅တရင်ရဲ့တရင်မှုဘိုးကောက်ယူကပြောပါရယ်အခုတိုက်ခိုက်ခဲ့တဲ့ပြူစော်တီတွေကတရွာထဲနေအမျိုးသမီးငယ်တွေကိုအလိုမတူပဲမရင်းကျင့်ကျင့်လူတက်ခြင်းနဲ့အချားရွာမှာများမှာပြည်သူများကိုလည်းပြစ်ခတ် ်တပ်ဖြတ်ခြင်းများကျူးလွန်ကြတယ်လို့သိရကြောင်းရွှေဘိုကန်တရင်၁၈ကထုတ်ပြန်ပါတယ်စစ်တပ်လောက်ကံပြူရွာများအနေနဲ့အမြန်ဆုံးအလင်းဝင်ရန်လိုအပ်ကြောင်းရွှေဘိုကန်တရင်၁၈ပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောပါတယ်ပြူရွာတွေအနေနဲ့စကားစားနဲ့ဆက်လက်ပူးပေါင်းနေရင်ပြင်းထန်တဲ့အရေးယူတိုက်ခိုက်မှုတွေကိုမကြမီခံရဖို့ရှိပြီးအချိန်မီအလင်းဝင်ကြဖို့တိုက်တွန်းလိုတယ်လို့ကိုနေမျိုးကပြောပါတယ်ဆယ်ပင်ကျွန်းပြူစော်တိရွာကိုတိုက်ခိုက်မှုကိုရွှေဘိုကန်အမှတ်၂၃၁၈၁၅၂၆ကိုရောင်ခုနရာကြောင့် 1901တန်ရင်နဲ့နေမြေကပါကဖအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နောက်ထပ်တပုတ်အနည်းနဲ့ဖအန်းထောင်မှာထောင်စုပူမှုဖြစ်ပွားနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖအန်းထောင်မှာစွန်လ14ရက်နေ့မနက်ပိုင်းကစလို့ထောင်စုပူမှုဖြစ်ပွားပြီးနိုင်ငံရေးအကျဉ်းသားတို့ရိုင်းနှက်ခံနေရတယ်လို့အကျဉ်းထောင်ဝန်ထမ်းတွေနဲ့နှိစက်သူတွေကပြောပါဗျ။ထောင်စုပူမှုကနိုင်ငံရေးအကျဉ်းသားတွေရဲ့အဆောင်တွေကိုထောင်အာဏာပိုင်တွေကအင်အားအလုံးရင်းနဲ့ဝန်ရောက်စစ်ဆေးရတာကနေဖြစ်ပွားနေတယ်လို့သိရပါဗျ။ထောင်စုပူမှုဖြစ်ပွားနေတဲ့အတွက်စစ်ကောင်စီဘက်ကစစ်တပ်ကိုပါ လုံခြုံရေးခွန်ယူထားပြီးနိုင်ငံရေးအကျဉ်းသားတွေကိုလည်းရိုင်းနှက်နှိပ်စက်တာတွေလှုပ်ဆောင်နေပါတယ်။ဒါအပြင်ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါ်နန်းခင်ထွေးမြင့်နေထိုင်ရာခန်းကိုလည်းစစ်ကောင်စီတပ်သားတွေနဲ့ထောင်အာဏာပိုင်တွေဝင်ရောက်စစ်ဆေးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ ထောင်ဝန်တန်းတွေနဲ့နှိစက်သူတွေပြောပြကြံရထောင်စုဘုံမှုကအကျဉ်းသားနှောင်းကနိုင်ငံအကျဉ်းသားတချို့ဖုန်းကိုတုံဆွေးနေကြောင်းတိုင်ကြားရကနေဖြစ်ပွားခဲ့တာလို့ဆိုပါရယ်အဲ့ဒီထောင်စုဘုံမှုကဒီကနေ့နေ့လယ်ပိုင်းထိဆက်လက်ဖြစ်ပွားနေပြီးထောင်တွင်းမှာလည်းအင်အားများပြားလုံခြုံရေးတိုးမြင့်ထားရလို့သိရပါရယ်နောက်ထပ်တပုန်နေနဲ့ပလဲမြို့နယ်မင်းတိုင်မင်းရွာနယ်ပခုတ်ကွန်မြို့နယ်ကံမရှိပြားလမ်းပိုင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲမှုပြည်သူများထိခိုက်မှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်မင်းရွာနယ်ပခုတ်ကွန်မြို့နယ်ကံမရှိပြားလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံချဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ဇွန်လ14ရက်နေ့မနက်9:00နာရီမှမနက်10:30နာရီအထိပလဲမြို့နယ်မင်းတိုင်မင်းရွာကိုကျမ်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့ကြောင်းသိရပါရယ်ဒီကနေ့မနက်9:00နာရီကျော်ကနေစပြီးပုံချဲတိုက်ခိုက်နေတာမင်းတိုင်မင်းကြီးရွာကိုဂျက်ဖိုင်တာနဲ့လာကျဲတာ၄ချိန်ကျဲချတိုက်ခိုက်သွားတယ်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တွေပျက်စီးရလို့ပဲသိရသေးတယ်အခြေအနေသေးစိတ်တော့အတိမပြုတ်နိုင်သေးဘူးလို့ ေတာသတင်းရင်းမြစ်တွေကပြောပါရယ်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းချင်းရွာနေပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမင်းတိုင်မင်းရွာအရှိချမ်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များမီးလောင်ကျွမ်းနေကြောင်းသိရပါရယ်ဒီကနေ့စစ်တပ်ပုံကျဲတာကတရွာလုံးကိုကျဲတာရွာပြက်အောင်ကိုလုတာလို့လည်းပြောလို့ရတယ်သူတို့ဘာလို့ကျဲတာလဲတော့မသိဘူးရွာမှာတော့တိုက်ပွဲလည်းမရှိဘူးပြောစရာဆိုလို့ NLD လွတ်တော်ဦးစော်ထက်ရဲ့ရွာဖြစ်လို့ကျဲတာလားဒါပဲပြောစရာရှိမယ်ကျန်နာကတော့ဘာမှပြောစရာမရှိဘူးသူတို့ပုံကျဲလို့မြို့သားတအုပ်ကြီးစားထိမှန် န်နဲ့ခြေထောက်ဖြတ်ရမယ်ထင်တယ်။နောက်တက်တခါတလေလင်းရင်နဲ့ဘုံလာကျေးချခံရမှာကြောင်းနေကြလို့ရွာမီးလောင်နေတာကအခုဒီမငိမ့်သက်ရည်တည်မှုလို့မင်းတိုင်ပင်ရွာသားတအုပ်ကသတင်းဌာနကိုပြောပါရတယ်။ ။ဟလာဒူးမကွေတိုင်းပခုတ်ကူမြို့နယ်ကံမရေပြာလမ်းပိုင်းကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရယ်။ဇွန်လ14ရက်နေ့နေ့လယ်2နာရီကံမအကြမ်းဖက်စစ်တပ်ရဲ့ရိခါပိုစစ်ကြောင်းရှိနေတဲ့ကံမရေပြာလမ်းပိုင်းကိုဂျက်ဖိုက်တာနက်စီနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါရယ်။စစ်ကွေရိခါပိုစစ်ကြောင်းကကံမရေပြာလမ်းပိုင်းမှာရှိနေတာဆိုတော့ခုနကပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်ထိတွေ့တိုက်ပွဲဖြစ်တယ်လို့တော့မကြားသေးဘူး။တရားတစ်ကနေပေါ့ကပ္ပစ24ဘက်ကိုထွက်ခွာနေတဲ့ရိခါစစ်ကြောင်းအတွက်လမ်းကြောင်းရှင်းနေတာလို့သတင်းဒီ ကပြောပြခဲ့ကြောင်းဖော်ပြပါရှိပါရင်ရှင်။